အာနာသိစကောင်စီတစ်ဖက်သက်ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲတွေကိုညှင်းပယ်ပြီးတရားဝင်မှုမရှိတဲ့ရွေးကောက်ပွဲတွေအဖြစ်သတ်မှတ်ကြောင်းဥရောပပါလီမန်ကနိုဝင်ဘာ28ရက်နေ့မနေ့ကကြေညာပါတယ်။နိုင်ငံတကာအသိမှတ်ပြုမှုရောက်ယူဖို့ကြိုးပမ်းတဲ့စစ်ကောင်စီရဲ့အဒီတရားမဝင်ရွေးကောက်ပွဲရလဒ်တွေကိုလည်းရှုတ်ချကြောင်းဥရောပပါလီမန်ကဖော်ပြပါတယ်။ဥရောပပါလီမန်ဟာချက်ချင်းအပြည့်ခတ်ရဲစိရင်နဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးအတွက်မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့အကြမ်းဖက်မှုကိုအဆုံးသက်ရေးတို့ကိုတောင်းဆိုခဲ့ပါတယ်။ အကြောက်တရားတွေနဲ့ဖိနှိပ်မှုတွေအောက်ကနေကျင်းပမဲ့ဘလို့ရွေးကောက်ပွဲကိုမစို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအဖြစ်အတိမတ်မပြုနိုင်ဘူးလို့ဥရောပပါလီမန်ကအလေးပေးထုတ်ပြန်ပါတယ်။ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံ28နိုင်ငံရဲ့ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ဥရောပပါလီမန်ရဲ့အခုလိုဆုံးဖြတ်ချက်ထွက်လာတဲ့အပေါ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ကမြန်မာပြည်သူတွေရဲ့အသံတွေကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းသူရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ 2021ဖေဖော်ဝါရီလရက်မှာဖြစ်ပွားခဲ့တဲ့စစ်တပ်အာဏာသိမ်းမှုနဲ့စစ်တပ်ကျူးလွန်တဲ့အကြမ်းဖက်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေအပေါင်းဝင်စစ်ကောင်စီရဲ့တရားမဝင်အုပ်ချုပ်မှုကို ပြတ်သားစွာရှုတ်ချကြောင်းလဲဥရောပပါလီမန်ကကြေညာခဲ့ပါတယ်စစ်တပ်အနေနဲ့ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့အရသာအစိုးရကိုချက်ချင်းအာဏာပြန်လည်အနင်းဖို့ဥရောပပါလီမန်ကတောင်းဆိုခဲ့ပါတယ်ဒါ့အပြင်ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေအပြင်ဆက်ဆက်နိုင်ငံတွေအနေနဲ့ လက်နက်ခရင်တွေစစ်ရေးနဲ့လုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာတွေကိုရောင်းချတာလွဲပြောင်းတာပို့ဆောင်တာတွေကိုပိတ်ပင်ထားတဲ့လက်နက်ပိတ်ဆို့မှုကိုဆက်လက်ထားရှိဖို့ဥရောပပါလီမန်ကတိုက်တွန်းထားပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်းမြန်မာနိုင်ငံပေါ်ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုကိုအမြန်ဆုံးချမှတ်ဖို့တောင်းဆိုထားပါတယ်အာဏာသိမ်းစကောင်စီကိုနိုင်ငံရေးစီးပွားရေးနဲ့အစ်စ်ရေးအရာကြောထောက်နောက်ခံပြုနေကြတဲ့နိုင်ငံတကာအင်အားစုတွေအထူးသဖြင့်ရုရှားနဲ့တရုတ်နိုင်ငံတို့ကိုပြစ်ဒဏ်ရှုတ်ချကြောင်း ဥရောပပါလီမန်ကကြေညာပါတယ်။တစ်ဖက်မှာလည်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CIPH အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကိုမြန်မာပြည်သူလူထုရဲ့ဒီမိုကရေစီစံနှုန်းတွေကိုကိုစားပြုတဲ့တခုတည်းသောတရားဝင်ကိုယ်စားလှယ်တွေအဖြစ်အားပေးထောက်ခံကြောင်းဥရောပပါလီမန်ကဖော်ပြပါတယ်။ဥရောပပါလီမန်ဟာ NUG တိုင်းသာတော်လှန်ရေးအဖွဲ့အစည်းတွေအရပ်ပအဖွဲ့အစည်းတွေတရားဝင်ဒီမိုကရေစီကိုယ်စားလှယ်တွေအပေါင်းဝင်မြန်မာပြည်သူလူထုနဲ့အတူခိုင်မာစွာရည်တည်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်ရှင်။